မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုအခုဇွန်လကောင်မှခေါ်ယူပြီးတော့နောက်ထပ်6လထပ်မံတက်တန်းမတိုးတော့ပဲရွေးကောက်ပွဲကျင်းပရန်လှုပ်ဆောင်သွားမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုဇွန်လကောင်မှနေပြည်တော်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုကျင်းပပြီးတဲ့နောက် အမိန့်ကြေညာချက်များစွာထုတ်ပြန်ပြီးရွေးကောက်ပွဲကျင်းပရေးအတွက်တရားဝင်ကြေညာသွားမှာဖြစ်တယ်လို့သိရပါတယ်6လတတ်တန်းထပ်မတိုးတော့ဘူးလို့ပြောတယ်6လအတွင်းမှာရွေးကောက်ပွဲကိုကျင်းပမယ်တမရော်ကာကွယ်ဦးစီးချုပ်ကနိုင်ငံတော်အာဏာကိုယာယီတမရနဲ့ကာလုံစီကိုပြန်လည်အံ့နှံမယ်နောက်ပြီးတော့နာမည်အပြောင်းလဲရှိမယ်ဝင်းကြီးပြည်နယ်နဲ့တိုင်းဝင်းကြီးချုပ်တိုင်းမူယာရုတွေကတော့နေမြဲအတိုင်းအပြောင်းလဲမရှိဘဲဖြစ်နေမယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄နှစ်6အရာ စစ်တပ်ရဲ့ဦးစီးချုပ်မင်းအောင်လိုင်ထံကိုနိုင်ငံတော်အာဏာလွှဲပြောင်းခဲ့မှုကိုပယ်ဖြတ်တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကကြေညာမှဖြစ်ကြောင်းပုံမှန်2 4 9အရာ6လအတွဲမှာရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကစစ်ကောင်စီဥက္ကဋ္ဌအနေနဲ့မဟုတ်တော့ဘဲယာယီတမရတာဝန်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်နဲ့အမိန့်ကြေညာချက်များကိုဆက်လက်ပြီးတော့ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါတယ်။တမရတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လိုင်ကနိုင်ငံတော်အာဏာကို ယာယီတံမရနဲ့ကာလုံစီကိုပြန်လဲအနံမယ်ဆိုတော့မင်းအွန်လိုင်းကနေပြီးတော့မင်းအွန်လိုင်းစီကိုပြန်လဲပြီးတော့အနံနဲ့သဘောမျိုးဖြစ်နေတယ်ရှင်းရှင်းပြောရရင်တော့ကိုဖင်ကိုပြန်ချတဲ့အကွက်ပါပဲလို့ဝါရဲနိုင်ငံရေးသမားတို့ကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့မဲဆွယ်စီယုံရေးကဏ္ဍမှာ အခက်အခဲဆုံးကလုံခြုံရေးဖြစ်နေတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်းကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့စီရိုနာဟိုတယ်မှာမနေ့ကပြုလုပ်ခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးရဲ့ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။မဲဆွယ်စီယုံရေးကဏ္ဍမှာ အခက်အခဲဆုံးကလုံခြုံရေးဖြစ်ပါတယ်။အဓိကကတော့ပါတီတစ်ခုကိုကိုစားပြုပြီးတော့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ပြည်သူတွေကြားတဲ့ကိုဆင်းတဲ့အချိန်မှာတာမန်ပြည်သူလူထုတွေရှိနိုင်တယ်၊ရွေးကောက်ပွဲကိုစတင်တဲ့သူတွေရှိမယ်။ လုံခြုံရေးကိုပြတ်ပြောင်းလုပ်မယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ဘယ်နိုင်ငံရေးပါတီကပဲဖြစ်ဖြစ်နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကိုပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်အဖြတ်အမောက်လုပ်ချင်တဲ့သူတွေကလည်းရှိတဲ့အခါကျတော့လုံခြုံရေးအရာစိန်ခေါ်မှုတွေများပါတယ်ကျမတို့ပါတီကမှမဟုတ်ပါဘူးနိုင်ငံရေးပါတီအကုန်လုံးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်စားလှယ်လောင်းတွေရဲ့ပြည်သူလူထုနဲ့ထိတွေ့မှုအပေါ်မှာစိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်လို့ဒေါ်သက်သက်ခိုင်ကပြောကြားသွားတာဖြစ်ပါတယ်ဒါအပြင်ပါတီကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအခြေအနေကြောင့် digital နီလန်မီဒီယာများကနေတဆင့်စီယုံရေးလုပ်ငန်းများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့စစ်ခွေးတွေဘက်ကပြောကြားချက်တွေအရသိရပါတယ်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလကုန်ဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာမြို့နယ်ပေါင်း268မြို့နယ်မှာအပိုင်းလိုက်အပိုင်းလိုက်ပြုလုပ်သွားမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အော်တော်ကော်ဈေးအတွင်းမှာတက်ကြီးပိုင်းခိုင်းအမျိုးသားတအုပ်ဟာတနက်နေ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့အမျိုးသမီးတအုပ်အပါအဝင်လုံခြုံရေး၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ28ရက်နေ့နေ့လယ်ပိုင်းမှာဈေးအတွင်းပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်လုံခြုံရေးအဖွဲ့ဝင်3ဦးနဲ့အမျိုးသမီး2ဦးတို့ဟာနေရမာတွင်တိတ်ဆုံးသွားခဲ့ရတယ်လို့သိရပါဗျ။နောက်ထပ်ဒဏ်ရာရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်2ဦးဟာလည်းဈေးကူတမှုခံယူနေရင်းနဲ့အသက်တိတ်ဆုံးသွားခဲ့ရတယ်လို့သိရပါဗျ။တနက်သမားရဲ့ပြစ်ခတ်မှုကြောင့်လူ9ဦးတိတ်ဆုံးခဲ့ရပြီးတော့တနက်သမားထိုင်းအမျိုးသားဟာလည်းဈေးတွေကထိုင်းကုန်နန်းပေါ်မှာမိမိကိုယ်ကိုတနက်နဲ့ပြစ်ခတ်ပြီးတော့ အဆုံးစီရင်သွားတယ်လို့သိရပါတယ်။တနက်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားကြတဲ့သူများရဲ့မိသားစုဝင်တွေဟာဝမ်းနဲ့ပူဆွေးနေကြသလိုတနက်သမားရဲ့မိသားစုဝင်များဟာလည်းဝမ်းနဲ့ပူဆွေးနေကြရတယ်လို့သိရပါတယ်။ဘာအကြောင်းရင်းကြောင့်တနက်ပြစ်ခတ်မှုဖြစ်ပွားတယ်ဆိုတာကိုခိုင်းအာဏာပိုင်များကစုံစမ်းစစ်ဆေးနေစေဖြစ်ပြီးတနက်သမားဟာခိုင်းအမျိုးသားလို့ပြောဆိုနေကြတော့လေခိုင်းအာဏာပိုင်များကတော့အတိမပြုတ်အပ်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ကော့ဂရိတ်ဂျုံတို့လမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အချမ်းပါစစ်တပ်ကခြေရွာအတွင်းကိုပြန်လာတဲ့ပြည်သူများကိုပြစ်ခတ်တိုက်ခတ်ရာကလေးငယ်၂ဦးအပါအဝင်ပြည်သူ၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့ညနေပိုင်းကဂျုံတို့မျိုးကအချမ်းပါစစ်ခွေးများကလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့ရာ နောက်တမန်ကြီးရွာကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အသက်၁၂နှစ်အရွယ်စောတင်းလေးနဲ့အသက်၁၀နှစ်အရွယ်ကလေးငယ်တအူးတို့ပွဲချင်းပြီးတိတ်ဆုံးကတအူးဟာလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အလားတူပဲဇူလိုင်လ၂၄ရက်နေ့ကလည်းငါးတိုင်ကြီးရွာကနေပြန်လာတဲ့ရွာသားနှစ်ဦးကိုအကြမ်းဖက်စစ်ခွေးများကပြစ်ခတ်ခဲ့ရာအသက်၄၅နှစ်အရွယ်မန်းကျော်ရှားလာနဲ့အသက်၄၄နှစ်အရွယ်မန်းအက်ကလိုက်တို့နှစ်ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။မန်းကျော်ရှားလာဟာရေဘူးခင်တန်းဘက်ကဆိုင်ကယ်စီးပြီးတော့ပြန်လာပြီးငါးတိုင်ရေဘူးလန်း ဖုန်းဆိုင်အနီးမှာပြစ်ခတ်ခံရခြင်းဖြစ်ပြီးတော့နောက်ကျောကိုကြည်စံထိမှန်ကပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါဗါးမန်အက်ကလိုက်ဟာလည်းငားတိုင်ကိုတည်သီးဆိုင်အနီးမှာစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးတည်ဆုံသွားတဲ့မန်ကျော်ရှားလာနဲ့မန်အက်ကလိုက်တို့ရဲ့ရုပ်အလောင်းများကို အကြမ်းဖက်စစ်ခွေးများကငားတိုင်ရွာချေးရွာအုပ်စုစည်းကမ်းမှာပုံထားပြီးတော့မိသားစုဝင်များကိုမိသေချုံခွင့်မပေးဘူးလို့ပြောပါတယ်။ကော့ကရိတ်ကြုံတိုးလမ်းပိုင်းကိုစစ်ကြောင်းထုံးနေတဲ့စစ်ခွေးတွေကအရက်သားပြည်သူတွေကိုစစ်စင်းမင်းများနာတွေပါတယ်မလုပဲနဲ့ပြစ်ခတ်တပ်ဖြတ်နေပြီးတော့ရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုတ်လို့နေကစစ်ခွေးတွေရဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်လို့ကလင်းငယ်နှောက်အပါအဝင်တေဆုံးသူ၄ဦးအထိရှိလာပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါ့အပြင်ကော့ကရိတ်စကားခဆနစ်တက်ကိုလည်း ဂျုံတိုးဘက်ကခဲယမ်းများရောက်ရှိလာပြီးတဲ့နောက်ဇူလိုင်လ25ရက်နေ့ညပိုင်းကစပြီးမိဖာလဲရွာအပေါ်ဘက်နဲ့အောက်ဘူတဲ့အောက်ဘက်မှာရှိတဲ့စော်ဟဲရွာမိချောင်းအင်းမြောက်ရီလမ်းဟောင်းဘက်ကိုလည်းလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပိန်ရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇူလိုင်လ28ရက်နေ့မနက်7:00နာရီ14မိနစ်ခန့်ကစတင်ပြီးတော့နောင်ချုံမြို့နယ်အတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကနောက်ပိန်ရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီး6လုံးထဲမှနဲ့ထမှန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာနောက်ပိန်ရွာကပြည်သူများအပါအဝင်မန္တလေးလာရှိုးလမ်းပိုင်းကပြည်သူများပါဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စစ်ခွေးစစ်ကြောင်းထိုးလာမှာကိုပြည်သူတွေကစိုးရိမ်နေကြတယ်လို့ပြောပါတယ်။စစ်ကောင်စီနဲ့ SSPP သဘောတူညီချက်ရရှိပြီးတော့ပြည်သူတွေပြန်နေလို့ရပြီလို့ပြောလို့တွားနေတာ။ ဒီနေ့ထပ်ပြီးတော့ပြန်ပြစ်ပြန်နေအကုန်လုံးရှောင်နေရတယ်နောင်ပိန်ချေးရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးကြတာ6လုံးလောက်ရှိနေပါပြီနောင်ချိုဘက်ကစစ်တပ်ကပြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဇူလိုင်လ26ရက်နေ့ကလည်းနောင်ချိုမြို့နယ်အတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်ဘေးရှောင်ပြည်သူတအုပ်တေဆုံးခဲ့ပြီးတော့ပြည်သူ9ဦးလည်းထိခိုက်ဒဏ်ရာရရှိကာနေအိမ်များလည်းပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မိုးကုတ်မှာလမ်းပိုင်း6ခုကိုရှေ့ရကြပိတ်ထားမယ်လို့ PSLF TNLA ကအသိပေးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကုတ်ကြောင့်မဲကားလန်မိုးကုတ်မိုးမိတ်ကားလန်မိုးကုတ်စင်ကူးကားလန်မိုးကုတ်တပိတ်ချင်းကားလန်ပြင်ဦးလွင်အုံမတီးအုံမခါမိုင်းလုံးကားလန် ၎င်းတွင်းငယ်မုံမိတ်ကားလန်စတဲ့လမ်းမိုင်းတွေမှာမော်တော်ယာဉ်ကြီးငယ်များအလုံးဇူလိုင်လ29ရက်နေ့ကစပြီးတော့ဩဂတ်စ်လ9ရက်နေ့အထိယာယီအသုံးပြုခွင့်ကိုပိတ်ထားမယ်လို့ PSLF TNL ကအသိပေးထားကြောင်းမြို့ကန်တွေကပြောပါရယ်။စာရွက်တွေဂိမ်းမှာလာဝေသွားပါတယ်လို့ခီးတဲ့ရင်လိုင်းတစ်ခုကတာဝန်ရှိသူကပြောကြားထားပါရယ်။အင်စီကားတွေကိုဩဂတ်စ်လ6ရက်နေ့မှာပြန်လည်ဖြတ်တန်းခွင့်ပြုမှာဖြစ်ပြီးတော့ကုန်တင်ကားတွေနဲ့မော်တော်ယာဉ်ကြီးတွေကိုတော့ဒီကြေညာချက်ထုတ်ပြန်ပြီးတဲ့အချိန်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်ပြန်ခင်အထိပိတ်ထားမယ်လို့အတိပေးချက်မှာဖော်ပြထားပါတယ်မိုးကုတ်လမ်းပိုင်းဟာပြီးခဲ့တဲ့လတွေကလေးကလမ်းကြောင်းတလျှောက်တိုက်ပွဲတွေကြောင်းမန္တလေးမိုးကုတ်ခရီးကိုသခိုင်းတိုင်းဘက်ကနေပတ်သွားနေရတယ်လို့သိရပါတယ်။လမ်းပိုင်းရက်ရှိပိတ်ထားမှာမို့လို့ကုန်ပစ္စည်းတွေဈေးတက်မှာကိုစိုးရိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မိုးကုတ်ကလမ်းပိုင်းတွေမှာမိုးအဆက်မပြတ်ရွာသွန်းတာမြေပြိုလာရေကြီးရေလျှံတာတွေဖြစ်ပေါ်နေလို့ လန်ဒါရာတွေပြက်စီးပြီးတော့ယင်ကျော်ပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ဒါကြောင့်ယင်ကျော်ပိတ်ဆို့မှုရှင်းလင်းရေးနဲ့လန်ဒါရာတွေပြင်ဆင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ကားလမ်းပိုင်းတွေကိုအသုံးပြုခဲ့ယာယီပိတ်ထားတာဖြစ်တယ်လို့ကြေညာချက်မှာအသိပေးထားပါဗျ။စစ်ခွေးတပ်ဟာ DNA လေးထိန်းချုပ်ထားတဲ့မိုးကုတ်ကိုလေလေကြောင်းကနေမကြာခဏဘုံကျဲတက်ခိုက်နေပြီးဇူလိုင်လ26ရက်နေ့ကရွှေလေးပြဟိုတယ်ကိုလေကြောင်းကနေတက်ခိုက်ခဲ့လို့ပြည်သူတအုပ်တေဆုံးက၃ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တာချီလိမ်မြို့ပေါ်မှာ မဲဆိုင်ချောင်းရီမြင့်တက်လာတဲ့အတွာရေကြီးမှုများဖြစ်ပေါ်နေပြီးလူရေတထောင်ခန့်ဟာဘေးလွရာကိုရွှေ့ပြောင်းနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မဲဆိုင်ချောင်းရီဟာတာချီလိမ့်မျိုးရေတော်ခန့်ရက်ွက်ကိုဝင်ရောက်လာပြီးတော့စိုးရိမ်ရေအမတ်ထက်ငါးဘေးခွဲကန့်ကိုကြော်လာတယ်လို့သိရပါတယ်။ရက်ွက်၃ခုကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုရွှေ့ပြောင်းနေရတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာတာချီလိမ့်မျိုးပေါ်မှာရှိတဲ့ရေတော်ခန့်ရက်ွက်မဲခေါင်ရက်ွက် တာလော့ရက်ကွက်ကပြည်သူများကိုဒေတာတွင်ပရိုက်တာအဖွဲ့များကကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်လှစ်ပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုစောင့်ရွက်ပေးနေတယ်လို့သိရပါတယ်။အချိန်တွေကတော့ဘေးလွတ်တဲ့နေရာကိုရှောင်နေရတာပေါ့။လူထိခိုက်မှုတော့မရှိပါဘူး။ဘေးလွတ်ရာကိုရွှေ့ပြောင်းနေရတာခံမဲ့လူဦးရေတထောင်လောက်ရှိမယ်။ကယ်ဆယ်ရေးအနေနဲ့ကတော့အပြင်ထွက်ချင်တဲ့လူတွေကိုဆက်လေတွေနဲ့အပြင်ကိုပို့ပေးနေတာပေါ့။ရေလွတ်တဲ့နေရာကိုပို့ပေးနေတာပါ။မိသားတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးတွေလုပ်ပေးနေပါတယ်။ကယ်ဆယ်ရေးစခန်းနှစ်ခုလောက်တော့ဖွင့်ထားပါတယ်။သူတို့နေဖို့အတွက်ခမင်းတွေလည်း ပရိုက်တာအသင်းတွေကပေါင်းပြီးတော့လှူပေးမှာပါအခုစီစဉ်နေကြပါပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်မိုးစလညွန်ကြားရေးဌာနကထုတ်ပြန်ချက်အရတာချီလိမ့်မှာမဲဆိုင်ချောင်းရည်ဟာစိုးရင်ရေအမှတ်အထက်၅ပေခွဲကျော်ကိုရောက်ရှိနေပြီးတော့နောက်တရက်မှာ၂ပေခွဲမြင့်တက်လာနိုင်ကစိုးရင်ရေအမှတ်အထက်မှာဆက်လက်ပြီးတော့တည်ရှိနိုင်တယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။အလားတူပဲရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်မှာလည်း ကလောချောင်းရီကမြင့်တက်လာတဲ့အတွာကလောမျိုးရက်ကွက်၄နဲ့ရက်ကွက်၂တို့မှာနေအိမ်အများအပြားရင်းနှင်းမြုပ်နေပြီးချောင်းရီဟာလည်းရေစည်းတန်သွားနဲ့မြို့ရင်းအနေပိုင်းနေရာများကိုစီးဝင်ရောက်နေတယ်လို့သိရပါဗျ။ကလောချောင်းရီတအားကိုတက်နေတယ်။ရေစည်းကလည်းအရန်ကိုတန်တာပဲ။အနေပိုင်းတွေတော်တော်များများကတော့ရေတွေဝင်ကုန်ပြီဗျ။ကလောမျိုးကချောင်းပေးမှဆိုတော့စိုးရင်ရတယ်။တောင်ကျချောင်းရီတွေကြောင့်ရေတွေတအားကိုတိုးနေတာလို့ကလောမျိုးကမြို့ကန်တအုပ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ